လာပါရှင်။နိုဝင်ဘာလ28ရက်နေ့အတွက်တန်လင်းထိုင်းမြက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုကျမယွန်းကြည်ပြားကတင်ဆက်ပေးတော့မှာပါ။ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ KNU ဖမ်းဆီးထားတဲ့ DKBA တပ်ဖွဲ့ဝင်ယာကြီးပြန်လွတ်လာတဲ့သတင်း။မွန်ပြည်နယ်မှာရွေးကောက်ပွဲမဲပေးဖို့တိုင်းတက်စင်းလိုက်လံဖိအားပေးနေတဲ့သတင်းနဲ့ မဖြစ်စလောက်နိုင်ကျင်းတွေကိုလွှတ်ပေးပြီးရွေးကောက်ပွဲကိုနိုင်ငံတကာထောက်ခံမှုရဖို့စစ်ကောင်ရှင်မျှော်လင့်နေတဲ့သတင်းတွေကိုပါရှုစားကြရမှာပါ။နိုင်ငံတကာသတင်းတွေမှာတော့ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေကို ICC တရားသူကြီးတွေပြန်လွှတ်ပေးဖို့စီစဉ်နေတဲ့သတင်းကမ္ဘာတဝန်းတရားနိုင်ငံအလုံးကရွှေပြောင်းနေထိုင်မှုကိုအမြဲတမ်းရပ်တန့်မှု transition နေတဲ့သတင်းတွေနဲ့အတူမနေ့ပြန်အတွက်မိုးလေဝသသတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင် ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်မဲလက်ပံရွာမှာ KNU ရဲ့ဖမ်းဆီးထိန်သိမ်းခံထားရတဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA တပ်ဖွဲ့ဝင်တွေဟာနိုဝင်ဘာလ28ရက်နေ့ကပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ DKBA သတင်းအရင်းမြစ်တွေကတလင်ထမ်းဖို့ပြောပါရယ်။ KNU ရဲ့ဖမ်းဆီးထိန်သိမ်းခံထားရတဲ့ DKBA တပ်ဖွဲ့ဝင်တွေဟာနိုဝင်ဘာလ28ရက်နေ့နေ့လယ်ပိုင်းကမဲလက်ပံဖလူးရွာကနေတဆင့် DKBA ဗဟိုဌာနချုပ်စုံစည်းမြိုင်စီကိုပြန်လည်ရောက်ရှိခဲ့တာဖြစ်ပြီး လွတ်မြောက်လာတဲ့တပ်ဖွဲ့ဝင်ဥယျာဉ်နဲ့လက်နက်ခဲယမ်းတွေပေါင်မပါကိုတော့အတိအကျမသိရသေးဘူးလို့ DKBA သတင်းအရင်းမျက်စီကနေသိရပါဗျရှင် DKBA ဘိုးဌာနချုပ်စုံစည်းမြိုင်စီကိုပြန်လည်ရောက်ရှိလာခဲ့ကြတဲ့ DKBA တပ်ဖွဲ့ဝင်ဥယျာဉ်ဟာရာဂနန်းဝန်းကျင်ရှိခဲ့ပြီးလက်နက်တွေကိုတော့ကိုင်ဆောင်ထားတာမတွေ့ရဘူးလို့ဒေသရင်းသတင်းအရင်းမျက်တွေကဆိုပါတယ် ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့ကမြောက်ရီမြို့နယ်မင်းလက်ပံရွာကကြားဖြတ်လုပ်ငန်းခွင်တစ်ခုထဲမှာရှိတဲ့ DKBA တပ်ဖွဲ့က KNLA ဦးဆောင်တဲ့တော်လန်ရေးအင်အားစုအဖွဲ့ကိုစတင်ပစ်ခတ်ခဲ့ရကနေနှစ်ဖက်ပစ်ခတ်မှုတွေခဏတာဖြစ်ပွားခဲ့ပြီး DKBA လုံခြုံရေးယူထားတဲ့ကြားဖြတ်ဝင်းတွေကို KNLA ကဝင်ရောက်စီးနှင်းထိန်းချုပ်လိုက်တာပါဒီဝင်ရောက်စီးနှင်းမှုဖြစ်စဉ်မှာ DKBA တပ်ဖွဲ့ဝင်အ ਨੇ ဆုံး230ဦးလက်နက်ခဲယံအများပြားနဲ့ဖမ်းဆီးနိုင်ခဲ့ပြီး DKBA ရဲ့စခန်းကိုလည်းထိန်းချုပ်နိုင်ခဲ့တယ်လို့အဲ့ဒီစခန်းဝင်းအတွင်းကနေကြားပြတ်အလုတ်သမားထောင်ထဲချီဆက်ဆက်ပစ္စည်းအများအပြားကိုလည်း KNU ကစစ်ဆေးဖော်ထုတ်တွေ့ရှိခဲ့ပါရဲ့ရှင် မေလပန်ကျေးရွာကကြားဖြတ်လုပ်ငန်းခွင်ကို KNU ကဝင်ရောက်စီးနှင်းခဲ့တဲ့ဖြစ်စဉ်ပြီး9ရက်အကြာမှာတော့ DKBA ကမြောက်ဒီမြို့နယ်ဖလူးလေဝော်လီနဲ့စုကလီမြို့တို့ကိုဆက်သွယ်သွားလာနေတဲ့လမ်းတွေပေါ်မှာလက်နက်ကင်အဖွဲ့အစည်းတွေသွားလာတာတွေမပြုလုပ်ဖို့နဲ့အရေးပေါ်သွားလာဖို့လိုအပ်ပါက DKBA တာဝန်ရှိသူတွေကိုဆက်သွယ်တည်င်းပေးဖို့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင် DKBA ထိုင်းချုံနယ်မြေအတွင်းထဲမှာနိုင်ငံသားသားတွေအထူးသဖြင့်တရုတ်နိုင်ငံသားတွေကိုတည်ဆောင်လာပါကဖန်စီအရေးယူသွားမယ်လို့လဲ DKBA ကကြေညာချက် ထုတ်ပြန်ထားပါတယ် DKBA အဖွဲ့ရဲ့ထိပ်ပိုင်းခေါင်းဆောင်၄ဦးအပါအဝင်အဖွဲ့တစ်ဖွဲ့လုံးကိုအွန်လိုင်းငွေလိမ်လောင်းကစားမှု ကြားဖြတ်လုပ်ကင်ရာမှာပအဝင်ပတ်သက်မှုနဲ့အမေရိကန်ကလည်းပိတ်ဆို့အရေးယူထားပါရရှင်။ မွန်ပြည်နယ်မှာစစ်ကောင်ရှင်ကရွေးကောက်ပွဲမှာပြည်သူတွေမဲပေးကြဖို့တိုင်းတက်တိုင်စင်မဲစင်းရင်လိုက်တိုက်ပြီးဖိအားပေးနေတယ်လို့သိရပါတယ်။ဒီအကြောင်းကိုတော့အေမီယောင်ကတင်ဆက်ပေးထားပါရရှင်။မွန်ပြည်နယ်မှာအာနာသိန်းစစ်ကောင်ရှင်ကသူတို့ကျင်းပမဲ့ရွေးကောက်ပွဲမှာပြည်သူတွေမဲပေးကြဖို့တိုင်းတက်စင်မဲစင်းလိုက်တိုက်ပြီးဖိအားပေးနေတယ်လို့ဒေသခံတွေကတန်လင်းတိုင်းကိုပြောပါတယ်။စစ်ကောင်ရှင်ဟာအထွေထွေရွေးကောက်ပွဲအတွက်ဒုတိယကြိမ် မဲဆင်းကတ်ထားမှုကိုနိုဝင်ဘာလ22ရက်နေ့ကနေဒီဇင်ဘာ4ရက်နေ့ထိ12ရက်ကြာကြေညာထားပြီးမဲ့လာရောက်ကြည့်ရှုသူမရှိသလောက်နှဲပါနေတာပါအဲ့ဒီအတွက်ကြောင့်ပြီးခဲ့တဲ့ရက်ပိုင်းကဌာနပေါင်းစုံ အရေးပေါ်အစည်းအဝေးခေါ်ယူပြီးနောက်သက်ဆိုင်ရာရက်ွက်ကြီးရွာတွေမှာတိန့်တဆင်းမဲဆင်းလိုက်တိုက်ပြီးမဲပေးကြဖို့ပြားပေးလာပါတယ်။တိတ်တော့ဆွေးမှုလည်းလာကြည့်ကြည့်။ဝန်ထဲတော့ပါပဲ။ဝန်ထဲတော့မလည်းကြည့်။အခုကြောင့် လာပြီးတော့ပိန်နယ်ရောက်လာတိုက်စစ်ပြီးတော့ပုံမင်းစစ်ပါလားမပါလားတိုက်စစ်ပြီးတော့ပါလို့တော့ဒီမင်းစစ်နံပါတ်တော့ပါလို့ဆိုပြီးတော့မပါဘူးဆိုရင်မကယ်တဲ့ချင်းကထဲမလားဟိုသို့တော့လည်းအဲ့တဲ့ဆိုတော့လေသူမထဲရင်လည်းဘာမှမဖြစ်ဘူးထဲရင်လည်းထဲပေါ့ဟိုတိုင်တဲ့တင်ပြောတော့ပေါ့လာပြီးတော့မင်းစစ်တိုက်စစ်ပြီးတာရှိတယ်အခုလိုစစ်ကော်မရှင်လောက်ခံတွေကမဲဆင်းကိုတင်တဆင်းနိုင်လန်စစ်ဆေးပေးတာတောင်အများစုမဲဆင်းပေါ်စိတ်ဝင်စားမှုမရှိသလို အဖွဲ့ဆောင်နေရင်ထိရောက်လာလို့သာဖြေချပေးတာသာရှိတယ်လို့သူကဆက်ပြောပါတယ်ဒေသခံနောက်လူကလည်းစစ်ကော်မရှင်ကရေကောက်ပွဲအတွက်မဲဆင်းကြည့်ဖို့အမျိုးမျိုးလှုပ်ဆောင်နေပေမဲ့ဘယ်သူမှစိတ်ဝင်စားမှုမရှိကြသလိုတချို့ပြည်သူတွေဆိုရင်မဲထည့်ရမယ့်ရက်တောင်မသိကြဘူးလို့တန်တဲ့တိုင်းကိုပြောပါတယ်ဘယ်ဆင်းဖို့စိတ်ဝင်စားမှုကတော့တဲ့တော့မသိဘူးဘိုးနေကတော့ကျွန်တော်ရေကောက်ဒီမှာတစ်ဆက်နဲ့လာဟောပါရပါတော့ဒီမဲဆင်းနေကိုကိုနဲ့မသွားမပါလာကြည့်ဘူးလူတွေကသူ့ဘာသူစားဖို့တော့ဒုက္ခရောက်နေတော့မဲဆင်းလည်းတော့မကြည့်ပါဘူးဘယ်သူမှတော့မကြည့်ဘူး အကျိုးပြုသူတွေဆိုဗန်နဲ့နဲထဲရမယ်ဆိုတော့ရက်တောင်မှမသိကြဘူးလက်ရှိမှာစစ်ကော်မရှင်ဟာမဲဆင်းကိုလာရောက်ကြည့်ရှုသူမရှိတဲ့အတွက်မဲဆင်းလာကြည့်ဖို့အတန်ချက်ဆက်တွေနဲ့နှိုးဆော်တာတိတ်တဆင်းမဲဆင်းကြည့်ဖို့လိုက်လံပြောဆိုတာအပြင် နောက်ဆုံးနေအိမ်တွေထိလာရောက်မဲဆင်းစစ်ဆေးတာတွေလှုပ်ဆောင်လာတာပါအခုလိုနေအိမ်တွေထိမဲဆင်းလာရောက်စစ်ဆေးပေးတာကြောင့်စစ်ကော်မရှင်တွေကအချက်လက်တွေရရှိပြီးဖြစ်တဲ့အတွက်မဖြစ်မနေမဲယုံတွေမှာမဲလာပေးကြဖို့ပြားပေးပြောဆိုတာတွေရှိတယ်လို့ဒေသခံတွေကဆိုကြပါတယ် မွန်ပြည်နယ်မှာတော့စစ်ကော်မရှင်ရဲ့ပြမှတ်ခြင်းမဲဆင်းကတ်ထားမှုမှာတေဆုံးသူတွေပါဝင်တာလူလူတဲ့၄၅နေရပါဝင်တာဖြည့်ပြောင်းသွားသူတွေပါဝင်တာအချက်လက်မှန်ကန်မှုမရှိတာအပြင်တချို့တွေဆိုရင်နမယ်လုံးဝမပါတာတွေကအစရှိခဲ့တယ်လို့ဒေသခံတွေပြောကြရသိရပါတယ် အမေရိကန်အစိုးရကယာယီခိုလုံခွင့်ရပ်ဆိုင်ကြောင်းကြေညာမှုအပြီးစစ်ကောင်ရှင်ကဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့တရားစွဲဆိုထားသူတွေကိုပြစ်ဒဏ်လျှော့ပေါ့ပြီးလူငင်းခွင့်နဲ့အမှုပိတ်သိမ်းတာတွေပြုလုပ်လာပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါရရှင်။အမေရိကန်အစိုးရကမြန်မာနိုင်ငံအတွင်းတိုးတက်လာမှုကြောင့်ယာယီခိုလုံခွင့်ရပ်ဆိုင်ကြောင်းကြေညာမှုအပြီးစစ်ကောင်ရှင်ကဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့ တရားဆွဲဆိုထားသူတွေကိုပြစ်ဒဏ်လျှော့ပေါပြီးလူငင်းခွင်းနဲ့အမှုပိတ်သိမ်းတာတွေလှုပ်လာပါတယ်။တစ်ဖက်မှာဆက်ကော်မရှင်ကျင်းပမဲ့ထွေထွေရွေးကောက်ပွဲကိုအားပေးထောက်ခံကြောင်းတရားဝင်ထုတ်ပြောထားတဲ့ဘယ်လာရုစ်နိုင်ငံရဲ့သမ္မတလူကာရှန်ကိုမြန်မာနိုင်ငံကိုလာရောက်တဲ့ခီးစဉ်နဲ့လည်းတိုက်ဆိုင်နေရပါဆက်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်ဆော်မင်းထွန်းကတော့မကြမီကျင်းပမဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲမှာဆန္ဒမဲပြည်ပိုင်ဝင်ရှိသူတွေအားလုံးလွတ်လပ်စွာဆန္ဒမဲပြီးနိုင်ရေးအတွက်လို့အကြောင်းပြပါတယ်။လာမယ့်ဒီဇင်ဘာနှောင်းပိုင်းနဲ့နောက်နှစ်ဇန်ပိုင်းတွင် အီလက်ထရောနစ်မဲပေးဆက်ကိုအသုံးပြုပြီးအပိုင်းလိုက်ရွေးကောက်ပွဲကိုအာဏာသိမ်းစစ်တပ်ရဲ့အသွင်ပြောင်းစစ်ကော်မရှင်ကဥဆောင်ကျင်းပဖို့ရှိနေတာပါဥရောပသမဂ္ဂနဲ့ကုလသမဂ္ဂတို့ကတော့မြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲဟာလွတ်လပ်မြတ်တဲ့ရွေးကောက်ပွဲဖြစ်မလာနိုင်ဘူးလို့ထုတ်ပြောထားသလိုထိုင်းနိုင်ငံကြားရေးဝန်ကြီးကလည်းလွတ်လပ်မှုဒါမှမဟုတ်ယုံကြည်စစ်ချမှုရှိမှာမဟုတ်ဘူးလို့ပြောကြားထားတာပါမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ကဗဟိုကူးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကရွေးကောက်ပွဲပေါ်နိုင်ငံတကာကပြုသဘောဆောင်တဲ့အမြင်မျိုးဖြစ်လာအောင်စစ်ကော်မရှင်က စနစ်တကျလှုပ်လာတာလို့သုံးသပ်ပါတယ်။နိုင်ငံကြီးနှားတွေရဲ့လွတ်မြောက်ရေးဟာဟိုကျွန်တော်တို့မြန်မာပြည်သားမကကပိုင်းနဲ့ပါဟိုကျွန်တော်တို့အာရုံစိုက်ရမယ့်အရေးဖြစ်ပါတယ်။အဲ့တော့နိုင်ငံကြီးနှားရဲ့လွတ်ပြေးတယ်ဆိုတဲ့တည်င်းကိုစစ်တပ်ကရွေးကောက်ပွဲကိုအကြောင်းပြုလွတ်ပြေးတယ်ဆိုတာကိုစကလုံးထည့်တုံးတာဖြစ်တဲ့အတွက်နိုင်ငံတကာအနေနဲ့လည်းပေါ့နော်ရွေးကောက်ပွဲပေါ်မှာအာယုံဆိုင်လာတာရွေးကောက်ပွဲကိုအဲအပြုတော်ဆောင်တဲ့အမည်မျိုးဖြစ်လာတာဒီလိုမျိုးဖြစ်လာအောင်လို့ကိုမှရွေးချက်ရှိရှိဒီရက်ပိုင်းတွေအတွင်းမှာစနစ်တကျလှုပ်ဆောင်တယ်လို့ကျွန်တော်တို့ကတော့တုံ့တက်ပါတယ်ဗျာ စစ်ကော်မရှင်ကနိုဝင်ဘာ29ရက်နေ့မှာရာဇသက်ကြီးပုံမှန်905ကကြီးနဲ့အကျဉ်းထောင်အချုပ်ထောင်တွေမှာပြစ်ဒဏ်ကျခံနေရတဲ့အကျဉ်းသားအကျဉ်းသူ2362ဦးကိုကျခံဖို့ကြံရှိတဲ့ပြစ်ဒဏ်တွေပေါ်လျှော့ပေါ်ပြီးလူငိမ့်တတာခွင့်ပြုခဲ့တာပါ။အလားတူအဲ့ဒီပုံမှန်နဲ့ပြစ်ဒဏ်ကျခံနေရတဲ့အကျဉ်းသားအကျဉ်းသူ924ဦးကိုလည်းနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ရင်အခုကျခံဖို့ကြံရှိတဲ့ပြစ်ဒဏ်တွေကိုပါဆက်လက်ကျခံပါမယ်ဆိုတဲ့ခံဝင်တဲ့လူငိမ့်ခွင့်ပြုခဲ့ပါတယ်။ဒါအပြင်ရာဇသက်ကြီးပုံမှန်905ကကြီးနဲ့ထွက်ပြေးတင်းရှောင်နေရပြီး ရာဇဝဲကျင့်ထုံးဥပဒေ9.2နဲ့တရားစွဲဆိုခံရသူ9580ဦးတို့ရဲ့ကြားနာစစ်ဆေးဆဲမှုတွေကိုလည်းပိတ်သိမ်းလိုက်ကြောင်းစစ်တပ်ထိန်းချုပ်ထားတဲ့နိုင်ငံပိုင်ဝါဒဖြန့်ရုပ်တံတွေနဲ့သတင်းစာတွေမှာကြီးညာခဲ့တာပါ PPNM ရဲ့ချက်လက်တွေရကျင်းထောင်တွေထဲမှာနိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးကျင်းသား2000ကျော်ကြန့်ရှိနေစေဖြစ်ပါတယ်လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCN တွေးမှုဦးတိုးစော်လက်ကနိုင်ငံရေးကျင်းသားတွေကိုမဖြစ်ဆက်လောက်အရေးအတွက်နဲ့ပြန်လှုပ်ပေးတာဟာမြန်မာပြည်ရဲ့ပုံရိပ်တွေ ပိုတိုးတက်လာမှာမမြင်ဘူးလို့တန်လွင်တိုင်းကပြောပါတယ်အခုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဗျာစစ်ကောင်စီကတော့ဤမျိုးစုံနဲ့ဟိုတရားဝင်မှုရအောင်ပေါ့နော်နိုင်ငံတကာရောပြည်ထဲမှာရောဤမျိုးစုံစ조사နေတာပါတကယ်တော့အခုဟို905ကနဲ့လူတချို့လွတ်တယ်ဆိုတာကတော့ဗျာဒီဥစ္စာဟိုထောင်လေးတွေကနေထောင်ကြီးတဲ့ဟိုပြန်ပြီးတော့လုပ်ပေးလိုက်တာပါပဲချင်းနေအကြက်တွေကြိုက်တဲ့ချင်းဖန်လို့ရတယ်တကယ်ကကျွန်တော်တို့သိတဲ့လောက်တော့နိုင်ငံရေးအကျဉ်းစား3000ညော့ရှိတယ် အခုမဖြစ်စလောက်နံပါတ်လေးနဲ့တချို့လဲလွတ်ရနီးပါလွတ်နီးလို့ခေါ်တော့ဗျာအဲ့ဒါတွေလွတ်ပေးယုံနေတော့မြန်မာပြည်ရဲ့နိုင်ငံရေးအဲပုံရိပ်တွေပို့တိုးတက်လာမှလို့မမြင်ပါဘူးအဲ့လိုပဲနေစဉ်ပုံမကျတဲ့ရမမရှိတာကြီးနိုဝင်ဘာ24ရက်နေ့ကအမေရိကန်ဆိုရရဲ့အမိမြေလုံခြုံရေးဌာနကနေအမေရိကန်နိုင်ငံကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေအတွက်ပေးထားတဲ့ယာယီနေထိုင်ခွင့် TPS Temporary Protected Status အစီအစဉ်ကိုဖျက်သိမ်းတော့မယ်လို့ကြေညာခဲ့ပါတယ်အဲ့ဒီကြေညာချက်အရမြန်မာနိုင်ငံရဲ့ခြေနေဟာနိုင်ငံသားတွေဘေးကင်းလုံခြုံသွားပြီဖြစ်လို့ ကာကွယ်စောင့်ရှောက်ရေးအစီအစဉ်ကိုရပ်ဆန်းလိုက်ပြီးနိုင်ငံတွင်းမှာအုပ်ချုပ်ရေးတည်ငြိမ်ရေးမှာလည်းထွက်တက်မှုတွေရှိနေတာတွေ့ရတယ်လို့ဖော်ပြထားတာပါဒီအပေါ်စစ်ကော်မရှင်ပြောခွင့်ရသူကမြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာတည်ငြိမ်လာမှုနဲ့ထွက်တက်လာမှုတွေကြောင့်အမေရိကန်ဆွေရကယာယီနေထိုင်ခွင့်ရပ်ဆန်းမှုကိုကြိုးဆိုကြောင်းနဲ့အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ပြန်လာပြီးရွေးကောက်ပွဲမှာမဲပေးနိုင်တယ်လို့ပြောဆိုခဲ့ပါတယ်အိနာနိုမန်26နှစ်ညပိုင်းမှာတော့ပြည်တံလုံချင်းတက်တာခွင်းတွေနဲ့ကြားနာစစ်စစ်ဆဲမှုတွေကိုပိတ်သိမ်းတဲ့အမိန့်တွေကိုနိုင်ငံမှာရုတ်တံကနေထုတ်လွှင့်ခဲ့ပြီး နောက်နေ့မှာတော့နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်ပေးကြတာဖြစ်ပါတယ်။လေလာသူတွေကတော့ American ဘက်ကနေစစ်တပ်အပေါ်ကောင်းမြင်တဲ့ပြုမှုမှုနဲ့ပြောဆိုမှုတွေကိုခြေတည်ပြီးအဲ့ဒီရဲ့အရှိန်ကိုရက်တက်မသွားအောင်နိုင်ငံရေးအကျဉ်းသားတွေကိုလူငင်းဆိုတဲ့ခေါင်းစဉ်နဲ့လှုပ်ဆောင်လာတာလို့သုံးသပ်ထားပါတယ်။ချင်းတိုက်ခိုင်ရာခြင်းမှကာကွယ်ခြင်း Vector Control ငါဖျားရောဂါကိုတည်ဆောင်သော Anopheles ခြင်းများသည့်ညနေစည်းစာမှာနက်ဆော့ဆော့ပိုင်းတွင်အ धिक ကိုက်တက်သည့်အတွက်ထိုအချိန်များတွင်ထူးထူးဆိုင်ဆိုင်ပါသည် ချင်းအောင်အသုံးပြုခြင်းသိဆက်ချိန်တိုင်းပိုးသက်ဆေးစင်ထားသောချင်းအောင် Necessity Site Treated Next ဖြစ်အိပ်ပါ၎င်းသည်ထိရောက်ဆုံးသွားခွင့်နည်းများထဲမှတစ်ခုဖြစ်သည်အကာအကွယ်ဝန်ဆောင်ဝတ်ဆက်ခြင်းညနေပိုင်းနှင့်ညဘက်များတွင်ဘောင်းမီရှိလက်ရှိအိမ်များကဲ့သို့အရေးကြားကိုဖုံးအောင်သောဝတ်ဆားများဝတ်ဆက်ပါချင်းစည်းလင်းစည်းများသုံးစွဲခြင်းရေပြားပေါ်တွင်ချိန်မကပ်အောင်ကာကွယ်သည့်လိန်စေးပြင်းဆက်ရပ်ခတ်တဲ့အထူးသဖြင့်ဒီ ဇာယာတိုတိုလူရမိုက်ပါဝင်သောစင်းများပါနေထိုင်ရာပတ်ဝန်းကျင်စီမံခန့်ခွဲခြင်းပြင်းမောက်များနဲ့ကားများတွင်ခြင်လုံးကားများတက်စီပါအိမ်ခန်းတွင်နေထိုင်ပတ်ဝန်းကျင်တွင်ခြင်ပြေးစေသို့မဟုတ်ခြင်စေးမှုတ်စေများအသုံးပြုပါခြင်များပေါက်ဖွားနိုင်သည့်နေရာများရည်စည်းရလာမကောင်းသည့်နေရာများကိုဖယ်ရှားရှင်းလင်းခြင်းသို့မဟုတ်ဖောက်အုပ်ခြင်း ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေကို ICC တရားသူကြီးတွေပြန်လွှတ်ပေးဖို့စီစဉ်နေပါတယ်။ဒီအကြောင်းကိုတော့ချီလီကပြပြပေးထားပါတယ်ရှင်။ဖိလစ်ပိုင်သမ္မတဟောင်းယိုဒရီโกဒူတာဒီကိုလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဆွဲချက်တွေနဲ့တရားစွဲဖို့ပြင်ဆင်နေချိန်မှာသူ့ကိုလွှတ်ပေးရေးတောင်းဆိုမှုနဲ့ပတ်သက်လို့အယူခံတရားသူကြီးတွေကဆုံးဖြတ်ဖို့ပြင်ဆင်နေတာကြောင့်နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC မှာဖမ်းဆီးခံထားရတာကနေအခုရက်ပိုင်းအတွင်းပြန်လွတ်မြောက်လာနိုင်ပါတယ် ဒူတာတေးကိုလွှတ်ပေးလိုက်ရင်အမှုရင်ဆိုင်ဖို့ပြန်လာမှာမဟုတ်ပဲလူမြောက်နေချိန်မှာလည်းမျက်မြင်သက်သေတွေကိုရန်စတာတွေလုပ်နိုင်ကြောင်းတရားသူကြီးတွေကစစ်ဆေးတွေးရှိပြီးတဲ့နောက်သူ့ကိုဆက်လက်ဖမ်းဆီးထားရေးအော်တိုဘာလကဆုံးဖြတ်မှုကိုသူ့ရဲ့ဥပဒေဆိုင်ရာအဖွဲ့ကအယူခံတင်သွင်းထားပါတယ်ဒူတာတေးဟာမြို့တော်ဝင်အဖြစ်တာဝန်ထမ်းဆောင်ချိန်မှာရောနောက်ပိုင်းသံတမန်ဖြစ်လာချိန်မှာပါမူရဲ့စေဝါနှိမ်နှင်းမှုအတွင်လူဒါဇင်ပေါင်းများစွာကိုတပ်ဖြတ်ခဲ့တယ်လို့ ICC ရှေ့နေတွေကပြောပါတယ် ၊မွေးရဆေးဝါးရောင်းသူတွေနဲ့တုံးဆွဲသူတွေလို့ဆိုသူတွေအပါအဝင်ရာဇဝတ်ကောင်တွေလို့ဆွဆွဲခံထားရသူတွေကိုတပ်ဖြတ်မှုတွေကြောင့်ဒူတာဒေးကအကြမ်းဖက်တိုက်ခိုက်မှုလုပ်ရက်တွေပြုလုပ်ဖို့ညွှန်ကြားခဲ့တယ်လို့ ICC ရှေ့နေတွေကပြောပါတယ်။ဒူတာဒေးရဲ့သမရတက်တန်အတွင်သေဆုံးသူအရေအတွက်ခံမှန်းချက်တွေကအမျိုးမျိုးဖြစ်နေပါတယ်။ဖိလစ်ပိုင်ရဲတပ်ဖွဲ့ကလူ6000သေဆုံးခဲ့တယ်လို့ပြောထားချိန်မှာလူခွင့်ရေးအဖွဲ့တွေကလူ3000လောက်သေဆုံးခဲ့တယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့ match လကဒူတာဒေးကိုဖန်ဆီးချိန်မှာတက်ပြတ်ခံရသူတွေရဲ့မိသားစုဝင်တွေကကြိုးဆိုခဲ့ကြပါတယ်။ဒူတာဒေးဟာမှတ်ဉာဏ်တွေရော်ရော်လာနေပြီးရှေ့နေတွေကိုမကူညီနိုင်ဖြစ်နေတယ်လို့သူ့ရဲ့ရှေ့နေတွေကခြေပါထားပါတယ်။ဒူတာဒေးအာနာရှိချင်းကအကြမ်းဖက်တိုက်ခိုက်မှုတွေကိုစုံစမ်းစစ်ဆေးသွားမယ်လို့ ICC ရှေ့နေတွေက2018ခုနှစ်ဖေဖော်ဝါရီလအတွင်းပြောကြားထားပါတယ်။ တမလတောင်ဝင်ထမ်းဆောင်နေစေဖြစ်တဲ့ဒူတာတီကနောက်တလအကြမှာဖိလစ်ပိုင်အနေနဲ့ ICC တရားရုံးအဖွဲ့ဝင်အဖြစ်ကနှုတ်ထွက်မယ်လို့ပြောဆိုခဲ့ပြီးဒါဟာတောင်ဝင်ရှိမှုကိုရှောင်ရှားဖို့လှုံ့ဆော်တာဖြစ်တယ်လို့လူခွင့်ရေးတက်ကြလှှရှားသူတွေကပြောဆိုခဲ့ကြပါတယ်။ကမ္ဘာတဝန်တရားနိုင်ငံအလုံးကရွှေပြောင်းနေထိုင်သူတွေကိုအမြဲတမ်းရပ်တန့်မှု transition နေပါတယ်။ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။ ဝါရှင်တန်ဒီစီမှာမျိုးသားဆောင်တပ်ဖွဲ့ဝင်စစ်သား2ဦးကိုအာဖဂန်နစ္စတန်နိုင်ငံသားတစ်ယောက်ကပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်တတိယကမ္ဘာနိုင်ငံတွေစီရွှေပြောင်းနေထိုင်မှုကိုရပ်ဆိုင်းဖို့စီစဉ်ထားတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနိုဝင်ဘာ28ရက်မှာပြောလိုက်ပါတယ်။အမေရိကန်ရဲ့စနစ်အပြည့်အဝပြန်လည်ကောင်းမွန်လာစေရေးတတိယကမ္ဘာနိုင်ငံအားလုံးကရွှေပြောင်းနေထိုင်မှုကိုအမြဲတမ်းအတွက်ရပ်တန့်သွားမယ်လို့ထရန့်ကလူမှုမီဒီယာမှာရေးသားဖော်ပြထားပါတယ်။အရင်သမ္မတဂျိုးဘိုက်ဒန်လက်ထက်ကခွင့်ပြုထားခဲ့တဲ့နေထိုင်ခွင့်တန်ပေါင်းများစွာကိုလည်းရုပ်သိမ်းပြစ်မယ်လို့သူကချင်းချောက်ထားပြီး အမေရိကန်ကပိုင်ဆိုင်တာမဟုတ်သူမှန်သမျှကိုလည်းဖယ်ရှားပစ်မယ်လို့ပြောပါရီအမေရိကန်နိုင်ငံသားမဟုတ်သူတွေအတွက်ဖက်ဒရယ်ဆွေရကထုတ်ပေးနေတဲ့အကျိုးခံစား권တွေနဲ့အမတော်ကြီးအားလုံးကိုအဆုံးသတ်ပြစ်မှာဖြစ်ပြီးလုံခြုံရေးအနေနဲ့ရှိတဲ့နိုင်ငံသားတွေနဲ့အနောက်တိုင်းရင်ကျေးမှုနဲ့အဝင်ခွင့်ကျမဖြစ်သူတွေကိုလည်းနှင်ထုတ်သွားမှာဖြစ်ကြောင်းထရန့်ကပြောထားပါရီထရန့်ရဲ့ဒေါသတကြီးရေးသားဖော်ပြမှုမှာအမေရိကန်နိုင်ငံသားတွေပြောစရာကျေးဇူးတော်နေဖြစ်ပါစေကြောင်းဆူတောင်းစကားနဲ့ဆုံးသတ်ထားပါရီသူ့ရဲ့ဒုတိယမြောက်သမ္မတတက်တန်းအတွင်းထရန့်ကနိုင်ငံသားများပြားကိုနှင်ထုတ်ထားပြီး ရွှေပြောင်းနေထိုင်မှုဒါစီရဲ့တင်းကျပ်တဲ့မူဝါဒတွေချမှတ်လှုပ်ဆောင်နေပါတယ်။တရားမဝင်နေထိုင်သူအနောက်ရှက်ပေးသူတွေကိုကြီးကြီးမားမားအောင်မြင်စွာရှော့ချရေးရီမန်းလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ထရန့်ကပြောပါတယ်။အာဖဂန်နစ္စတန်နိုင်ငံသားရဲ့ဖြစ်ခတ်မှုကြောင့်ဒဏ်ရာရရှိခဲ့တဲ့အမျိုးသားအဆောင်တပ်ဖွဲ့ဝင်တဦးသေဆုံးသွားပြီဖြစ်ကြောင်းထရန့်ကဆိုပါတယ်။တန်မြားရှိသူရာမန်နူလာလာကန်ဝဲဟာအာဖဂန်နစ္စတန်ကနေအမေရိကန်တပ်တွေပြန်ထွက်ခွာခြင်းအာဖဂန်နစ္စတန်နိုင်ငံသားတွေအတွက်အထူးရွှေ့ပြောင်းနေထိုင်မှုကာကွယ်ပေးတဲ့အစီအစဉ်နဲ့ 2021ခုနှစ်မှာအမေရိကန်တို့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်မနေ့ပြန်နိုဝင်ဘာလ29ရက်နေ့အတွက်မိုးလေဝသအခမ်းအနားချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင် ီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွားချက်တွေအရာမြန်မာနိုင်ငံတောင်ပိုင်းဆုံးဒေသတွေမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတော့တိမ်ကင်းဆက်သလောက်ရှိနေတာကိုတွေ့ရပါတယ်။မနက်ဖြန်အတွက်ခမ်းမန်းချက်ကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသည်သည်မှတိမ်ထူထနိုင်ပါတယ်။မြန်မာကံရိုးတန်းတခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပင်တွေကြားရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်ရှင်။မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာအရှေ့ဘက်ကနေတနအီ15မိုင်မှ25မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။ ချင်းပြည်နယ်မှာတိမ်အထင်းတွေဖြစ်ထွန်းနိုင်ပြီးသခိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာအများအားဖြင့်တာယာနိုင်ပါတယ်မြန်မာနိုင်ငံတဝန်းလုံးမှာမြူများကျဆင်းနိုင်ပါတယ်ရှင်အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့နယ်ဒဝယ်မြို့တို့မှာ28ဒီဂရီစင်တီဂရိတ်စီ ဖန်မြို့မှာ29ဒီဂရီစင်တီဂရိတ်အသီးသီးဆီရှိနိုင်ပါတယ်။မြန်မာတပြည်လုံးမှာခရမ်းလုံရောင်ကြီးအညွန်ကိဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့လည်းခန့်မှန်းရရှိပါတယ်။ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ဒီတော်ကွန်မတိုကနေရယူဖော်ပြတာဖြစ်ပါရဲ့ရှင်။တောင်လင်းထမ်းမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။ တောင်လိုင်းထိုင်းမြက်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လိုင်းထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။